2018ဘန်နာနေ့အတွက်စီးကြောက်ခံမဲ့ secret အရက်ဘီယာအခွန်တွေကိုဧပြီလ1ရက်နေ့ကနေစတင်ပြီးအရင်နှစ်ထက်တိုးမြင့်ကောက်ခံသွားမယ်လို့ပြည်ထောင်စုရဲ့အခွန်ကောက်ဥပဒေကြမ်းမှာဖော်ပြထားပါတယ်။ 2019 2018ဘဏ္ဍာနှစ်အတွက်ပြည်ထောင်စုရဲ့အခွန်ကောက်ဥပဒေကြမ်းမှာအလိတ်20ပါတဘူးရောင်းစီချက်400စီရှိတဲ့ secret ကိုတလိတ်ကိုအခွန်၄ချက်အထိကောက်ခံမှုရှိပြီးအလိတ်20ပါတဘူးရောင်းစီ400တချက်ကနေချက်600အထိရှိတဲ့ secret အတွက်တလိတ်ကိုအခွန်6ချက်အထိအခွန်ကောက်ခံမှုဥပဒေကြမ်းမှာထည့်သွင်းရေးဆွဲထားပါတယ်တဘူးရောင်စီ600တချက်ကနေ800အထိ secret ကိုတလိတ်အခွန်73ချက်နဲ့တဘူးရောင်စီချက်800အထက်ဆိုတလိတ်16ချက်အထိအခွန်ကောက်ခံမယ်လို့သိရပါတယ် ဆေးရွက်ကြီးဗာဂျီးနီးယားပေါင်းတင်ပြီးစေဆေးဘော်လေဆေးပြင်းလေဆေးဟန်တောက်ဆေးနဲ့ကွန်စားဆေးအမျိုးမျိုးအတွက်လည်း60ရာခိုင်နှုန်းထိအခွန်တိုးကောက်ခံသွားမှာဖြစ်ပါတယ်စီကရာအရက်ပီယာအခွန်တိုးမြင့်ကောက်ခံလိုက်ခြင်းဟာကောင်းတဲ့လောရက်ဖြစ်ပြီးရရှိလာတဲ့အခွန်ငွေတွေကိုပွင့်မျိုးရေးခန္ဓာတွေမှာပြန်လည်သုံးသင့်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ဒေါက်တာစိုးထွန်းကအခုလိုမျိုးပြောပါတယ်။ဟောကောင်းပါလေဒါနိုင်ငံသားမှလည်းဒီလိုအရက်ပီယာဆိုရင်ခွန်တိုးမြင့်လာတယ်ဆိုတော့လေကျွန်တော်တို့ဒီမှာလည်းခွန်တိုးမြင့်နေဆိုတော့ ကောင်းတဲ့ဟာလို့ကျွန်တော်မြင်ပါတယ်။မရတဲ့အခွန်ကျွန်တော်တစ်ဖက်ကကျန်းမာရေးကိစ္စမှာပြန်သုံးတင်တာပေါ့နော်။ရတဲ့ငွေကိုကျွန်တော်တို့ကဒီဘက်မှာ USD ကစတိတ်ကြောင်းကျန်းမာရေးထိခဲ့တဲ့လူတွေကိုပြန်ပြီးသုံးလို့ရတာပေါ့နော်။အဲဒီတန်းမှာတော့ဒီဟာချိုးနိုင်ရတယ်မှာဒီဟာဒီကြမ်းဖဲ့ပြီးတော့မှသုံးနေသုံးကြတာရှိတယ်ပေါ့နော်။ဒီလိုအခုပြောသလိုပဲဖြစ်မှာပေါ့နော်။အဲဒီကအခုမတိုးရတာပါနော်။မြေကကြတော့ခုနရက်ပြီးရရှော့လို့ဘုံစရရတယ်စဆင်းလာနိုင်တော့နော်။ကြည့်ကြည့်ရော။ခုနကျတို့ကလည်းအဲဒီကပါစနေတစ်ခုကိုဒီ အရေးကြီးတာအရေးကြောင့်ဖြစ်တဲ့ကျန်းမာရေးမှာမမတရဟောပြန်ပြီးအသုံးပြုတာပေါ့နော်ဟုတ်ကဲ့ညီမလေးအဲ့လိုမျိုးဒီမှာလည်းအဲ့လိုမျိုးလုပ်တင်နေလို့တင်အရက်မျိုးမျိုးအတွက်အခွန်ကောက်ခံမှုနှုန်းထားတွေကတော့တလီတာကို650ရှိအရက်အမျိုးအစားကိုတလီတာအခွန်60ကျပ် ကျ950ကနေကျ1500အထိဆိုရင်တလီတာကို294ကျပ်ကောက်ခံမှုရှိပါတယ်။ကျ1500ကနေကျ2250အထိဆိုရင်တလီတာကို495ကျပ်အထိအခွန်ကောက်ခံမှာဖြစ်ပြီးဈေးနှုန်းမြင့်တက်သွားတာနဲ့အများအခွန်နှုန်းထားတွေကလည်းအဆင့်ဆင့်တိုးမြင့်ကောက်ခံသွားမှာဖြစ်ပါတယ်။အရက်အမျိုးမျိုးအတွက်တလီတာကိုကျပ်2600အထက်ဖြစ်ရင်အခွန်နှုန်းထားကိုတလီတာတန်ဖိုးရဲ့60ရာခိုင်နှုန်းထိကောက်ခံသွားမယ်လို့ပြည်ထောင်စုရဲ့အခွန်ကောက်ဥပဒေကြမ်းမှာဖော်ပြထားပါတယ်။ ီးယားမျိုးမျိုးအတွက်အခွန်60ရာခိုင်နှုန်းကောက်ခံမှာဖြစ်ပြီးဝိုင်မျိုးမျိုးအတွက်ကတော့တလီတာ750ရှိဝိုင်မျိုးစားအတွက်တလီတာ82ကျပ်ကောက်ခံမှာဖြစ်ပြီးကျပ်2600ကျော်ရင်တော့တလီတာတန်ဖိုးရဲ့90ရာခိုင်နှုန်းထိကောက်ခံသွားမယ်လို့သိရပါဗျ။ အခုလိုအခွန်တိုးမြင့်ကောက်ခံမယ်လို့သတ်မှတ်ထားပေမယ့်အရင်နှစ်ကကောက်ခံခဲ့တဲ့ပြည်ပမှတင်သွင်းတဲ့ secret အမျိုးမျိုးကိုကုန်းပေါ်ရောက်တန်မိုးရဲ့ရာဂိုင်နှုန်း120အထိအခွန်နှုန်းသတ်မှတ်ကောက်ခံသွားမယ်ဆိုတဲ့အချက်ပြည်ပမှတင်သွင်းတဲ့ဝါရီမျိုးမျိုးကိုကုန်းပေါ်ရောက်တန်မိုးရဲ့ရာဂိုင်နှုန်း90အထိကောက်ခံမယ်ဆိုတဲ့အချက်နဲ့ပြည်ပမှတင်သွင်းတဲ့အရာမျိုးမျိုးကိုကုန်းပေါ်ရောက်တန်မိုးရဲ့ရာဂိုင်နှုန်း60အထိကောက်ခံမယ်ဆိုတဲ့အချက်တွေကိုတော့ပဲဖြတ်ထားပါတယ်။